အလုံးမင်းမင်္ဂလာပါရှင်နေ့တင်ဆက်ပေးခြင်း ਨੇ စာအုပ်ကလေးကတော့ဆ iam ပုံညခင်ရေးသားထားတဲ့တကယ်ချစ်လို့ယူခဲ့သည်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦးရှင်ချစ်ချင်းမြတ်တာရှိတော်သူဒီကိုနှင့်ဆက်ဆိုင်တော်သူ၏အကျိုးကိုမဖြည့်စီတတ် ို့ကြောင့်ချစ်ချင်းမြတ်တန်သည်အချင်းတရားပြည့်စုံရာဖြစ်သည်တမန်ကျန်အခန်းတကိုစစ်မိကိုဘယ်တော့ကလေးကချစ်နေခဲ့တာလဲဟင်ကြေတနာပါလားဘယ်တော့ကမှချစ်တယ်လို့မပြောမိဘူးတဲ့မိန်းကလေးတယောက်ကဒီလိုမေးလိုက်ဘလို့အဖြေမျိုးပေးတဲ့တယ်လဲဆိုတာနေစစ်ကတော့ တခါမှမစဉ်းစားကြည့်ခဲ့ဘူးပါအင်းဘလို့ဖြေရပါနေစစ်ကကိုရှိမှချစ်ဆွေပွဲအပြုံးကလေးဖြင့်ရှိနေတော့အိမ်မီမီကိုဆိုသည်မိမချော်လေးကို ပြုံးတုံတုံဆိုင်ကြည့်ရင်အဖြေကိုစဉ်းစားနေရသည်သူကပဲရှက်နေရရှိသေးတယ်နော်အေးခွက်သေးကိုပိုက်ကလေးထိုးမွေရင်ခေါင်းကလေးငဲ့ကမျက်လုံးကလေးဝေ့ ကြည်ကမချိုမချင်ပြုံးလေးနဲ့ပြောလိုက်ပုံကအသေးရပွေရာလှပနေပါသေးသည်ဒီမင်းကလေးရဲ့အလှကိုကြည်ရတာကြည်နူးစရာတော့ကောင်းသည်မိမသားဆန်ဆန်နူးနွယ်တဲ့အမူအရာကလေးတွေကလည်းအထူးချစ်စရာကောင်းသည်သို့တော်လေသို့တော်လေပေါ့လီကိုကတော့သူမကိုနည်းနည်းလေးမှမချစ်ခဲ့ဘူးပါဒါကြောင့် လိန်ညာပြီးတော့လဲချစ်တယ်လို့မပြောခဲ့ဘူးပဲဟင်းဟင်းကိုစစ်မပြောလဲမိကရိမ့်မိပါတယ်နော်အင်းဘာကိုရိမ့်မိတာပါလဲလှတဲ့မိန်းကလေးတွေဟာသူတို့ကိုသူတို့တော့ယုံကြည်မှု အပြည့်အဝရှိပုံရပါသည်သူတို့ကိုဂယုတဆိုင်လေးဆက်ဆံလိုက်ရင်ပဲဒီလူတော့ငါ့ကိုကြွေးရှာပြီးဟုအထင်ရောက်တတ်ကြပါသေးသည်။ယောက်ျားလေးဆိုတာကတော့အလှအပမှာတာယာတက်တာပေါ့ အညုခရာမှာပျော်ဝင်တတ်တာပေါ့တာယာပွဲအာယုံထဲမှာနစ်မျောနိုင်ဖို့အလိုလိုက်အကြိုက်ဆောင်ပေးမိတာလေးတွေလည်းရှိတာပေါ့ဟောဒီအတူတွဲသွားလာပျော်ပျော်ရွှင်ခဲ့မိတာပေါ့သို့တော်သာဟာလေကိုဘကကြီးစူကြီးတစ်ဖက်သက်ဖာပြမွန်နေတာတော့မဟုတ်မင်းကလေးဘက်ကလိုလာလှိုက်လဲ ဖိတ်ခေါ်တောင်းဆိုမှုတွေထဲမှာ လိုင်လျောမမောပျော်ဝင်ခဲ့မိတာသာအပေးအယူညံ့ညံ့တတအတွဲညီညီလေးအတူသွာလာ စားတော့ခဲ့မိုံသာဒါလောက်နဲ့ပဲကိုဟာသူ့ကိုချစ်နေတာလို့ဆွဆွဲယူဆလိုက်တာကတော့ရည်စရာကောင်းမနေဘူးလားကိုကအဖြစ်ချစ်တယ်လို့တခွန်းမှမပြောခဲ့ဘူးပဲနဲ့လေနေဆက်ကအိမ်မီကို ခက်ဆိုင်ဖိတ်ကလေးကြည်နေလိုက်ရင် ဆန်နီမြင့်လွင်ရဲ့တချင်းလေးကလာမချုပ်နဲ့ဆိုတော့တချင်းစာသားကလေးကိုတတိယလာမိပါသည် မိန်းကလေးတွေဟာအချုပ်စရားမှာတော့တော်တော်ကျွမ်းကျင်ပုံရသည်ချုပ်နီးမျိုးစုံကိုလည်းတက်မြောက်ကြသည်သည် ဟန်ဟန်ပန်ပန်ယောက်ျားလေးတယောက်နဲ့ရင်းရင်းနှီးနှီးပတ်သက်မိပြီလားဆို လူကိုသူတို့ရီးစားလို့လို့ သူတို့ကိုကြွေနေသူကြီးလိုလိုတနေသောအခါမှာသူတို့နဲ့တေချာပေါက်လက်ထက်မဲ့ဖူးစာဗကြီးလိုလိုဖြစ်အောင်ချုပ်စကားတွေချုပ်တဲ့လုပ်ရက်တွေလုပ်တတ်ကြပါသည်အဟင်းဟင်းမိကလည်းမိအနွန်တာခံတဲ့လူတွေထဲမှာကိုစစ်တယောက်တည်းကိုပဲခုလိုခင်မင်ခွင့်ပေးထားတာပါနော်အော်ဟုတ်လားဟုတ်ကဲ့ကြည့်ပြတင်ပါတယ်ခင်ဗျာ မိအနွန်နာခံနိုင်တဲ့သူတွေထဲမှာကိုတယောက်ပဲဂုံဒနာဤကောင်းခြင်းရုပ်ရည်ဤကောင်းခြင်းအရွယ်ဤကောင်းခြင်းစတိုင်ဤကောင်းခြင်းနဲ့ပြည့်စုံတာလေးလဲထည့်ပြောတင်တာပေါ့ခမညာကိုစစ်မပြောလဲကိုစစ်ရင်ထဲမှာမရှိတယ်ဆိုတာမိက twin ဖောက်မြင်မိတာပါမိကိုစစ်ကိုနားလဲပါတယ်မိတို့အချင်းချင်းနားလဲမှုရှိရင်စကားလုံးတွေမလို့အပ်ပါဟုတ်ဒါဆိုကိုသူ့ကိုရည်သားစကားမပြောလဲ ကိုကိုသူ့ရည်သားအဖြစ်သတ်မှတ်လိုက်ပြီဆိုတဲ့သဘောလားဟာချုပ်ချက်ကတော့ဆက်တချက်လောက်ရှိတယ်ကွာအိမ်ကမာမီကတော့ပြောနေသေးတယ်တမိနဲ့တွဲနေတဲ့ကောင်လေးကိုအိမ်လေခေါ်လာခိုင်းလေတဲ့မာမီလည်းအကဲခတ်ကြည့်ရတာပေါ့တဲ့ဖရာဖရာအချုပ်ဖရာတွေထဲမှာအထုအထိတ်ဖရာကိုချက်ချင်းကြီးကိုအရောက်ပို့တော့တာပါလားသူကလည်းအချုပ်တကအချုပ်ထဲမှာဒီအချုပ်ကိုတော့အကြောက်ဆုံးပဲတွဲယုံကလေး တွဲမိတာနဲ့ပဲမိဘရှိအခါသားဝင်ပြီးမိဘအတိအမှတ်ပြုလက်မှတ်ရသရိုသားလောင်းဖြစ်ရမယ်အရေးရဘလောက်ရင်လေးပြကောင်းလိုက်ပါတလဲနေစစ်ဘဝမှာယောက်ျားတဘာဝတာယာပျော်ရွှင်တာကလေးတွေရှိတတ်တာကလွဲရင်တတ်တတ်လို့တအိမ်နဲ့အတူနေတအိပ်ရတဲ့အတူအိပ်ပြီးနေတိုင်းဒီမျက်နှာပဲကြည့်သွားခြင်းလို့ဖြစ်ရမင်းကလေးမျိုးလဲမတွေ့ဘူးခဲ့တာအမှန်ပင် မိကကိုစစ်အကြောင်းအမြဲပြောပြနေတော့မာမီကလည်းကိုစစ်ကိုယဉ်နီးနေပြီလေ ိုတလောကမမိတငယ်ချင်းတယောက်ကားဝဲချင်းနဲ့ပြောတော့ငါတာကိုစစ်တူရှို့တော့မှာဝဲဖို့ညှို့နေသေးတယ်ကြားရတာတော့ရင်နေစရာပင်သူ့အမေကြီးလည်းနေစစ်အကြောင်းသူ့သမီးအပြောနဲ့ဥမချီခါတိတ်ထားပုံပင်လူငယ်ရရဲ့ကိစ္စမှာမိဘတွေပါဝင်ပတ်သက်လာရင်ရှောင်ရတင်းရဖြက်ရပြုတ်ရခတ်တတ်တာကိုတိတာမို့နေစစ်ကတစ်ဖက်မိဘတွေနဲ့မရင်နီမတိကျွမ်းခြင်း မိကတော့နေဖစ်ရဲ့လုပ်ငန်းဖြစ်တဲ့ကာရှိုရွန်အကြောင်းမှဖောက်တယ်ချတာပြီးပြီအဲ့ဒီကနေတဆင့်ဆက်ဆက်ချုပ်လာတော့မှအသေးချာကြီးပဲอืมကိစ္စတော့မရှိပါဘူးနေဖစ်ဆိုတာကလည်းအချင်းမမဟုတ်တာ သူချုပ်ကိုချုပ်ချုပ်ကြည့်ရတာသေးတာပေါ့နော်မင်းစကကိုစတိုင်အတိုင်းနှာခမ်းနှောင်းကလေးတစ်ချက်ကိုေးကဝင်းဦးလိုလိုဘာလိုလိုညွတ်တူတူအတန်ကလေးတစ်ချက်ထွက်ရပြုံးပြီးတကားလာမင်း ကိုကကိုစိတ်ထဲရှိတာဆိုမျိုးတိတ်မထားပဲပွင့်ပွင့်လင်းလင်းဖွင့်ပြောတတ်တဲ့ယောက်ျားမျိုးပါအဲ့ဒီတော့အဲ့ဒီတော့ကိုဘာမှမပြောရင် ကိုစိတ်ထဲဘာမှမရှိလို့ပေါ့မိကတခဏကြောင်သွားတယ်လို့သူ့ကိုစိုက်ကြည့်၍ငြိမ်သွားတယ်ထို့နောက်နေစစ်စကားရဲ့အတိတ်ပဲကိုသဘောပေါက်သွားတယ်လို့ဖြူဖွေးနှုတ်ဥနေတော့မျက်နှာကလေးကတဖြည်းဖြည်းညည်းရဲဆိုကြွရဲတင်းမာလာပါသည် โอ้ no 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 ဒီလိုမဖြစ်ရပါဒီလိုမင်းမလားကလေးကိုအမုံတရားတွေနဲ့လမ်းမခွဲခြင်းပါကိုယ့်ရဲ့အသေးအပြင်ချုံမဲ့စကားတွေကိုနားထောင်ကြည့်လိုက်ပါအောင်မင်းမလားလေးရေမီးစဉ်းစားကြည့်လေတခါတခါကျတော့ခံစားချက်ဆိုတာရင်နဲ့မဆန့်အောင်တင်းကျပ်များပြားလွန်းရင်လူကနေမထိထိုင်မသာဖြစ်လာတတ်တယ်မဟုတ်လား ဒါကြောင့်နေလို့ထိုင်လို့တက်တာခန်းစားချက်တွေကိုရင်ထဲကနေခဏထုတ်ထားမှအဆင်ပြေမှာမဟုတ်လားခုလိုရင်နဲ့မဆန့်များပြားပြည့်ကျက်လုံတဲ့ခန်းစားချက်တွေကိုခဏဘေးဖယ်ထုတ်ထားလိုက်တော့မှ ကိုယ်လဲစိတ်ထဲဘာမှမရှိပဲကြည်ညင်းရှင်းလင်းသွားတော့တာအိမ်မီရဲ့တင်းမာနေတော့မျက်နှာကလေးကတဖြည်းဖြည်းပြော့ပြောင်းလာသည်ဇဝေဇဝါအကြီးကလေးဖြင့်နေစစ်ကို ကြည့်နေစဲမှာနေစစ်ကဆက်ချုပ်ရပါသည် ခံစားချက်တွေတိတ်များလွန်းရင်လည်းစကလုံးတွေပျောက်ဆုံးသွားတတ်တယ်လို့မိရဲ့ဒီလိုစကားကိုပြောတဲ့အခါမှာတော့သူမမျက်နာကလေးကို ရီဝေဝေကလေးကြည့်ပြီးတိုးပွားပွားလေးပြောရပါသည်ခနာမင်းမိန်သွားတော့သူမရဲ့ညလုံးကလေးတွေပြန်လည်မန်တက်တောက်ပလာကြသည်မိမတွေဟာလည်းသူတို့အတာကိုမြင့်တင်ပေးတဲ့စကားမျိုးပြောပေးတဲ့ယောက်ျားမျိုးကိုနှစ်သက်တက်ကြတာပဲမဟုတ်လားခံစားချက်ကိုမိမြင်အောင် ပြောနိုင်တဲ့စကားမျိုးမရှိရင်မပြောဘဲနေလိုက်တာက ပိုကောင်းတာပေါ့ဒါကြောင့်ကိုဘာမှမပြောဖြစ်ခဲ့တာကိုမိစိတ်ထဲမရှိပါနဲ့သွားပြီသွားပြီမိမလာလीတော့အရေးပြီးပျော်သွားပြီနေစစ်စကားအဆုံးမှာစင်းကြသွားတဲ့မျက်လုံးကလေးပြုံးညသွားတဲ့နှာခမ်းကလေးဒီလောက်ဆို ကိုရီးကားစကားပြောမထားတဲ့မိမလာလေးနဲ့အမောမပွားပဲရှေ့ဆက်တတရရပတ်သက်နေလို့ရမှအသေးချာပဲ အဟင်းကိုစစ်ကတိတ်ပြောကောင်းတာပဲနော်ကိုစစ်စကားပြောရင်မီးဖြင့်လိုက်မမီဘူးတကယ်မမီကကိုစစ်လိုစကားအပြောကောင်းတဲ့သူမျိုးကိုဆိုတိတ်သဘောကျတာကိုစစ်ရဲ့မမီကိုစစ်ကိုတွေ့ရင်ခင်သွားမှာမနေ့ကကိုစစ်အားရင်မီးတို့ရင်လိုက်ပြီးထမင်းစားပါလားဟဲလာပြန်ပြီဒီမမီဒီကိစ္စမျိုးတွေရှိမလားကိုကိုဘကပြောစရာစား ်ရှိတာလေးတွေဆက်ဆက်ပြောရင်တစ်ချက်ပြီးတစ်ချက်ချုပ်ရပါအောင်မီနေစက်ကသူမကိုအနူးညံ့ဆုံးအကြည့်လေးဖြင့်ဆိုက်ဆိုက်လေးကြည့်လိုက်တော့သူမကငြိမ်ကြသွားသည်သူကအနူးညံ့ဆုံးအတန်ဖြင့်သူမနာမည်ကိုခေါ်လိုက်သည်မီอืมခုလိုအေးအေးရန်တိတ်ဖိတ်တဲ့ခြားတောက်ဆိုင်မျိုးမှာခုလိုကိုနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးအတူစားတောက်ရင်အေးစစ်စစ်စကားပြောနေရတဲ့အချိန်တွေမှာစိတ်ညစ်လားမညစ်ပါဘူး ါဆိုပြောတယ်ဗောကိုစစ်အရင်ပြောကိုကတော့မီနဲ့အခုလိုတွေ့ရတာကိုကျေနပ်တယ်လေอืมမီလဲအတူတူပဲကိုနဲ့အတူကားတစ်စီးနဲ့ရှောက်သွားရုပ်ရှင်ကြည့်ဈေးဝယ်ထွက်တဲ့အချိန်တွေမှာမီပြောခဲ့လားပြောပါတယ်ကိုလဲအတူတူပဲလေဒါဆိုပြီးပြီဗောမီရဲ့ကိုကတော့ကိုတို့နှစ်ယောက်ရဲ့ပတ်သက်မှုကဘာလေးထဲမှာမီရဲ့ကိုရဲ့နှစ်ယောက်သေးပဲရှိကျင်တယ်အခြားအယုံတွေဝင်လာရင်တတိတတ feeling လေးတွေပျက်စီးသွားမှာစိုးရယ်လေဟွတိတ်ဖြစ်သေးတာပဲအိမ်မီရဲ့တဟင်းဟင်းရည်တန်တဲ့အတူသူ့စိတ်ထဲကတဟာဟာရည်တန်တွေပြန်တူထွက်ပေါ်နေပါသည် နေစစ်ကိုလာချုပ်ရင်မှားသွားမှာပေါ့မင်းမလားလေးရယ်နေစစ်ဆိုတာမင်းကလေးတယောက်ရဲ့အချုပ်ကိုအလွယ်တကူခံမဲ့ငါအမှမဟုတ်တာပိုင်းတိပြီးပါပြီရှင်